ညီနေရမလို့ပဲငရုတ်သီးသုံးပင်တဲ့စိုက် ပြိုးယုံနဲ့ဝယ်စားစရာမလို့အာဟာရဒီလိုလေးစိုက်ပြိုးလိုက်ပါပထမဆုံးစိုက်ပြိုးဖို့အတွက်ငရုတ်သီးအမဲကနေမျိုးစေ့တွေထုတ်ယူပြီးခွက်တစ်ခုထဲမှာမြေဆွေးကောင်းကောင်းနဲ့ပြူပြီးရပါမယ်တပတ်လောက်ဆို အပင်လေးတွေအစီအစီပေါက်နေကြပါပြီဒါဆိုရင်တော့ပြိုးပင်လေးတွေနှုတ်ယူပြီးပြိုးအိတ်တွေထဲမှာထမှန်ပြူပြီးရပါမယ်ဘူးကွန်တွေနဲ့စိုက်ပြိုးမှဖြစ်တဲ့အတွေ့ဘူးကွန်တွေကိုယူပြီးအလဲကနေနှစ်ပိုင်းဖြစ်အောင်ပိုင်ပေးလိုက်ပါ ဘူးခွန်အပေါ်ပိုင်းကိုတော့ရေစိမ့်ဝင်ထွက်နိုင်စေဖို့အတွက်အပေါက်လေးတွေဖြစ်အောင်ဖောက်ပေးပြီးကျိုးစာတစ်ခုကိုလည်းချီနှောင်ပေးလိုက်ပါအပင်အာဟာရပြည့်ဝစေဖို့အတွက်အောက်ခံဘူးခွန်တွေမှာငပြောခွန်တွေနဲ့ရှက်ဆောင်လက်ပတ်တွေကိုအပိုင်းလေးတွေဖြစ်အောင်လှိဖြတ်ထည့်ပေးပြီးရေနဲ့ရောစပ်ပေးရပါမယ်ပြင်းရင်တော့စပယ်ကွန်တွေနဲ့တပါဝမြေဆွေးတွေကိုရောဆက်ပြီးဘူးကွန်တွေတဲအပြည့်ထည့်ထားပေးလိုက်ပါ။20ရက်လောက်ဆိုပြိုးထားတဲ့ငေုပ်ပင်လေးတွေကြီးနေပြီးရွှေဆိုင်လို့ရနေပါပြီ ဒါဆိုရင်တော့အပင်လေးတွေကိုနှုတ်ယူပြီးဘူးကွန်တွေတဲ့ထည့်ဆိုင်ပေးလိုက်ပါပြိုးပင်အလုံးထည့်ဆိုင်ပေးပြီးရေဆူရွှဲအောင် လောင်ပေးထားရပါမယ်တလောက်ခွဲကျော်ကြာတဲ့အခါမှာတော့စိုက်ပြိုးထားတဲ့ငရုတ်ပင်လေးတွေမှာအကိုင်းခက်တွေများစွာထွက်နေပြီးစိမ့်ဆူလို့နေပါပြီအပင်တိုင်းမှာလည်းအတီးအပွင့်တွေဝေစာနေပြီးအစီအယီထွက်ပေါ်လို့နေပါပြီဒါဆိုရင်တော့အပင်အဟာရပြည့်ဝစေဖို့အတွက်ဆက်ရည်ကြော်ကန်ရေစိမ်းထားတဲ့ငှက်ပြောကုန်နဲ့ရှက်ဆောင်လက်ပတ်အရေတွေကိုဖြန့်ပူးတဲ့ထည့်ထားပေးပါ ပြီးရင်တော့အကိုင်းခစ်တွေကိုဆွရွှဲနေအောင်ဖြန့်ပေးထားပြီးကြံတဲ့အရည်တွေကိုလည်းအပင်ရင်းတွေမှာလောင်းထည့်ပေးရပါမယ်။စိုက်ပျိုးပြီးနှစ်လကျော်ကြာတဲ့အခါမှာတော့ငရုတ်ပင်လေးတွေမှာအတိတွေများစွာတည်နေပြီးရင်းမဲ့လို့နေပါပြီ။ဒါဆိုရင်တော့မှဲ့တဲ့အတိတွေကိုရွေးချယ်ပြီးခုဆွစားသုံးလို့ရပါပြီ။မြေနေရမလို့ပဲဘူးကွန်တွေကိုအသုံးပြုပြီးဝယ်စားစရာမလိုအောင်စိုက်ပျိုးလို့ရတာမို့မိတ်ဆွေတို့လည်းစိုက်ပျိုးကြည့်ကြပါအောင်နော်